မနေ့ကဥသောကြက်အူတကောင်ရဲ့ဖြစ်တတ်တဲ့အကြောင်းเนาะအခုလူပဲဟိုကြက်လည်းမပါဘူးပေါ့ဒီလူလေးပဲအလွတ်လေးပဲဒီလူပုံစံလေးနဲ့ပဲပြောလိုက်တာအမှတချို့ကြည့်ရလူလည်းကြည့်ရအဲ့ဒါဗမ်းလိုက်တယ်အဲ့တော့ဥတော်ပြောတဲ့အပြောကအဲကြက်အူတကောင်ပထမ20ပုတ်တယ်နောက်40ပုတ်တယ်နောက်တနားရောက်ပုတ်ပုတ်ပြီးတော့ရှိကျော်ဆက်ပြီးထွက်တယ် ဒီလို20ပုတ်တယ်40ပုတ်တယ်တနားရီလောက်ပုတ်တယ်ဆိုတာမနှုတ်နဲ့ငါအောင်နဲ့အတူတူပဲဒါဝိုင်းပြင်တွေ့ကြအဲ့တော့အဲ့ရချီကျော်ဆန့်ပြီးတော့ဝိုင်းထဲကိုတွားတိုက်လိုက်ဝိုင်းထဲတွားတိုက်လိုက်တဲ့ခါကျတော့ဒီကြက်ကနိုင်လာတယ်နိုင်လာတဲ့ခါကျတော့နောက်တဝိုင်းမှာသူကလူတော်တော်များများကနောက်တဝိုင်းတိုက်ဖို့အတွက်ကိုအရင်လိုပဲကြက်ပေါက်ချီကျော်ဆန့်လို့၄၅6မိနစ်ဆန့်ပြီးတော့တွားထွက်တိုက်လိုက်ရောထွက်တိုက်တော့ကျွန်တော်ကြက်တီး ကြက်မခွလို့ကောက်ပြီးလဲရတယ်မခွလို့ကောက်ပြီးလဲရတယ်ဒါဒလူတွေပြောတယ်ဒါဒုတိယဝိုင်းပေါ့နော်အဲ့တော့ဥဥတော်ကြတော့အဲ့လိုမဟုတ်ဘူးကြက်ဥတကောင်ဟာပထမဝိုင်းခုနလူတွေပုတ်တာဝိုင်းပြင်တွေ့ကြုံအခုဟာဝိုင်းတွင်တွေ့ကြုံဖြစ်တဲ့အတွက်ကြောင့်သူဟာမနိုင်နိုင်အောင်ခေါ်ရလို့ပင်မတော်နယ်တဲ့အတွက်ကြောင့်မဟုတ်ဘူးကုလက်တီနှုံးခွေဝါတယ်နော်ပြော့ကြဝါတယ်အကြောအချင်းဒီဒါဟိုနာကုန်တယ်ပေါ့အဲ့တော့ဝိုင်းတွင်တွေ့ကြုံမှာ ဲ့တော့ဒီလိုဟာမျိုးကိုပြက်ဥတကောင်ဒုတိယဝိုင်းအောင်များထုတ်တိုက်မယ်ဆိုလို့ရှိရင်ဥတောင်းကိုပြင်တယ်လို့ပြင်လားဒါမှမဟုတ်သူက5 6မိနစ်မှာဖူလိုက်လို့ဒီလိုကြက်ကောက်တဲ့ဝါအနေထားကိုရောက်တာလို့ဥတောင်းပြောတော့ဥတောင်းကကြတော့မိနစ်20လောက်အထိစီစီထွက်လာလားမိနစ်20အစိတ်ကတော့ဥတောင်းအနှိမ့်ဆုံးကြော်တယ်အဲ့တော့စီထွက်လာပြီဆိုကမှရက်လိုက်ရတာတကယ်တမ်းကျတော့ကြက်ဥတောင်းပထမဝိုင်းပြီးလို့ရှိရင်ဒုတိယဝိုင်းညောင်းအရေးကြီးဆုံးပဲ ီဝိုင်းမှာကြက်တွေမခုတ်လို့ကောက်ပြီးလဲရတယ်ဆိုတာအဲ့ဒီရှီကျော်ဆန်းတဲ့ကိစ္စပဲနော်ခုနဝိုင်းတွင်းတွေးကြုံပထမအဆုံးစဝင်လာတဲ့အတွက်ကြောင့်မို့လို့ဒီတော့ဒီလိုရှီကျော်မိနစ်အစိတ်ဟုတ်လား20ဒီလိုမျိုးဆန်းရတာအဲ့တော့ဒီလိုဆန်းပြီးမှထောက်တော်မှာခုနကပထမခွက်လက်ပုတ်တုံးကခြီးတို့ပထမဝိုင်းကခြီးတို့ဒါမျိုးပြန်ရတာအဲ့တော့ဒါမျိုးပြန်ရခြင်းဒီလိုဆန်းလို့ဥတော်အရာမျိုးလေးပြောတာအဲ့ဒါကိုပန်းပလိုက်တယ်အဲ့တော့ မလို့ဒီဝိုင်းတွင်အတွေ့အကြုံနဲ့ဝိုင်းပြင်အတွေ့အကြုံနော်အဲ့တော့ကြက်အူတကောင်ရဲ့ပထမဝိုင်းပြီးနောက်ဒုတိယဝိုင်းဟာကောက်ပေးရတဲ့ကြက်ပေါင်းများစွာကြုံနေရတဲ့အတွက်ကြောင့်မလို့ရှိကြမိနစ်15မိနစ်မှရှိထွက်လားမိနစ်20မှရှိထွက်လားမထွက်လို့ရှိရင်ဒါထပ်ပြီးတော့ရှိကြဆန့်ရတယ်နော်၄5မိနစ်နဲ့ရှိကြဆန့်ပြီးထွက်ရင်တော့ဒါနော်ဒီဒုတိယဝိုင်းဟာကောက်ပေးရတဲ့အနေအထားမျိုးနောက်ဆက်ကြုံပါပဲဟဲ့လား ဥပ္ပဒေါကျက်အူတကောင်ကျက်အူတကောင်ပြန်တိုက်လို့ရတဲ့အစ်စ်ထီအောင်ဘယ်လူတွေလောက်ရလဲမေးရလူတွေเนาะမေးရလူတွေတက်တစ္ဆာကလေးလေးတွေဒီကိုလေးပြောပြမယ်ကျက်အူတကောင်ကန်မှုဆိုတာကျက်ပေါက်တကောင်မလွယ်ဘူးเนาะကျက်ပေါက်တကောင်မလွယ်ဘူးဘာဖြစ်လို့မလွယ်ဘူးဆိုတော့ကျက်အူနိုင်မှုပါဆိုတာ အတော်ကိုစိတ်ဝင်စားပြီးတော့အတော်ကိုလေးလေးနက်နက်ကြိုးစားမှကြက်ဥတကောင်ပိုင်နိုင်လို့ဆိုတာဖြစ်နိုင်တယ်။အဲ့တော့ကြက်ဥတကောင်ကိုဥရောင်ဘလူးပြင်တော့ဟုတ်ပြီကြက်ဥတော့အခုလို့ကြက်ပေါက်တယ်ဟင်ဒီလိုကြက်ပေါက်တယ်ကြက်ပေါက်တယ်ဒီနေ့မှဝိုင်းခိုင်းပြီးလိုက်ရောဝိုင်းခိုင်းပြီးလိုက်တဲ့အချိန်မှာဒီလိုကြက်ပေါက်တွေကိုဝိုင်းခိုင်းလိုက်ရောဝိုင်းခိုင်းပြီးတဲ့အချိန်ကကိုကဝိုင်းနာတော့မယ်နာတော့မယ်ဆိုလို့ရှိရင်ကိုကကြက်တွေကိုအိမ်တိမ်ထဲကိုအိမ်တိမ်ထဲကိုပို့ရ အိမ်တိမ်ထဲကိုပို့ရမယ်ဆိုအဲ့တော့အိမ်ထဲမှာပို့တဲ့အချိန်မှာမလို့တကယ်ဒါတကယ်လေးလေးလာပြည့်စုံတာတော့ဟိုအရာတွေနော်ဟုတ်လားဒီပညာတွေကိုလည်းဟိုဒီလိုမျှဝေပေးရဲဆိုတာငါလည်းအသက်ကြီးပြီဘာလို့တည်နေဆိုတာမသိတော့ဟုတ်လားအဲ့တော့တည်တဲ့အရာတွေကတော့ဆရာလောက်ထားမဟုတ်ဘူးငါဆရာကြီးမဟုတ်ဘူးနော်ဘာဆရာကြီးမဟုတ်ဘူးငါကိုယ်ပိုင်လေးလာပြီးတွေးရှိချက်တွေကိုငါတင်ပြတာ ဲ့တော့မင်းတို့ဒီကြက်ပေါက်တွေကိုဥပမာဝိုင်းခိုင်းတော့ဝိုင်းခိုင်းတယ်နားလိုက်တယ်ငါပြရကြချန်တယ်မင်းတို့ကြက်အိုးတကောင်ကြက်တမာတိောက်ကင်နိုင်ဘူးကအမတန်ခိုင်းနေအလုပ်ပဲအဲ့ဒီမှာအဲ့ဒီကြက်ပေါက်တွေကိုအိမ်ထားတဲ့နေရာမှာအမျိုးမျိုးရှိရဲ့နော်ဒီကြက်တွေကိုဂယုတစ်တိုင်းနဲ့အစာတွေကိုဝါဝါလွင်လွင်ပက်ကျွေးပက်ကျွေးနေတဲ့အိမ်နဲ့ပက်ကျွေးနေတဲ့အိမ်နဲ့မပက်ကျွေးတဲ့အိမ်နဲ့ ဂယုမထားတဲ့အိမ်လေဘယ်အိမ်မှာထားတင်လဲဆိုလို့ရှိရင်မင်းတို့ကခုနကကောင်းကောင်းမွန်မွန်တွေးမွေးပြုစုပြီးတော့အစာတွေအဝတ်တလေတွေးနေတဲ့အိမ်မှာပဲထားတင်တယ်လို့မင်းတို့ကမျှော်လင့်မျှော်လင့်တယ်နော်မထားနဲ့အဲ့လိုအိမ်ကြီးမထားနဲ့မင်းတို့တီးတာတာဖြစ်အောင်မင်းတို့ခွဲပြတာနော်မထားနဲ့အဲ့လိုအိမ်ကြီးဘာမှလည်းလက်မကြည့်စားရင်ရစားနေရင်နေအဲ့လိုအိမ်ကြီးမှာထားအကျက်ဟိုနားမကျက်ဘူးအဲ့လိုထားတဲ့ခါကျတော့အကျက်တည်းကဘာဖြစ်တော့တော့တော်တော်များအစာမစားတာဟုတ် စာမထားတော့ तू ကတက်လာမယ်အစီလေးအစာကျွေးလို့ရှိရင်အစီလေးတက်လာမယ်ဝါလာမယ်ဖော်ရတာတိတ်ခက်တယ်ဟုတ်လားအဲ့တော့အစာမကျွေးတဲ့အိမ်ပါဆိုတော့ပြစ်ခတ်ထားထားလိုက်ရော तू ကတဘာဝအစာနဲ့တဘာဝနေနေတယ်နေတော့ကြာအမကျက်ဦး तू ကကျက်ပြီးရတော့မယ်ဆိုတော့တွက်ကင်ကြည့်ရအမလဲစမ်းဒီမှာအလူတွေတွေ့ပေါ့မှာအလူတွေတွေ့အဲ့ဒီကိုခုံနေနေတွေ့ကြောကုန်းတွေမှာတွေ့တွေ့ အဲ့ပြီးတဲ့ချိန်မှာအဲ့ကြက်တွေကိုတော့မပုတ်ပြင်းနဲ့နော်တောင်ကြီးမီလေးစုံရင့်ပြီဆိုတော့မပုတ်ပြင်းနဲ့အဲ့မီပုတ်ပြင်းအဲ့ကြက်ကအာဝိုင်းနော်အမျိုးမျိုးပုံအာ7ဘတ်ဖို့လည်းမရဘူး15ဘတ်ဖို့လည်းမရဘူးအဲ့လိုကြိုက်တဲ့လောက်ဖို့ပဲဒီတချို့ကကျွန်တော်ဘာအူရေကျွန်တော်ကြက်တွေဘယ်လောက်ဖို့ပေါ်လဲကျွန်တော်လုံးလိုက်ကြိတ်ထားတယ်ဝိုင်းထဲမှာလည်းမခွတ်တော့ဘူးရဲ့ဘလို့ဖြစ်တာလဲအမှန်အားမင်းတို့မင်းတို့တဘာဝတရားကိုလိုဆန်ပြီးတော့မင်းတို့စမ်းတာကြိုက်တယ်ကျပေါ့ဘွားတော့ကောင်းပြီးတော့အခုကျုပ်ဘွားကြတော့ဒလူတွေမခွတ်တော့ဘူးဘလူကျွန်းအမှန်တော့မင်းတို့က ကုနာကြက်ဆေးရတဲ့အိမ်ကြီးမှာဥပဒေကပြူပြီးကျွထားတဲ့ကြက်တွေကအဲ့မဲ့တွက်ကန်ကြီးရဲ့ရှင်မှာဆေးပြီးတော့မာရှောင်းနေပြီးအမွေတောက်နေရှောင်းသုံးနေနေပြီးသူကြက်တွေကစစ်ကြွားသောက်ကြွားတဲ့အချိန်ကျမှနေဘူးလမ်းမှာကျိုးထောက်တာနော်နေဘူးလမ်းမှာကျိုးတဲထားပါဟဟလာကျိုးတဲပါလက်ခွက်လက်လီရိုက်မယ်ကြက်ကိုအဲ့လိုပုတ်တဲ့အချိန်မှာရှောက်ပွားနေပြီးစစ်နေပြီးဆိုလို့ရှိရင်ကြက်တူအလွန့်ကြုံမပုတ်ပြင်းနဲ့မိနစ်20လောက်သွားလိုက်မိနစ်30လောက်သွားလိုက် နိုင်ဝက်လောက်သွားလိုက်40လောက်သွားလိုက်နော်ဟိုအိုက်ကိုကျက်ခွန့်နေတယ်ဟိုခွအားတန်နေသေးရဆိုရင်အဲ50တနိုင်လောက်ဒီလောက်ကြီးပဲဖြီး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 ပုတ်ပုတ်ပြီးလို့ပေါ်ပြီးပေါ်ပြီးဆိုရင်ရှိကျော်ဆက်အဲ့ဒီကျက်အုံနဲ့ကျက်ပေါင်းနဲ့မတူဘူးတော့ကျက်အိုရက်နီးထားတယ်မပင်ထားမဘူးဒီကျက်အိုပြူးပြာဖြစ်နေတယ်ညူးနေညူးနေညူးနေတဲ့အချိန်ထားတိုက်လိုက်ဟဲ့လားအဲ့ဒီကခွတ်တဲ့နေပြီဟဲ့လား ကိုကြက်အိုနေလန်းကလာရက်ကြအောင်မတောင်းနဲ့နော်ကြက်အိုအမွေးရဲ့တောင်း၆ပြီးပင်ကိုစစ်သွားမှကြက်ဒီကိုအဖို့ပြုတ်လောက်ပါတအားကြီးမပုတ်ပြပါနဲ့မနယ်ပြပါနဲ့နယ်ပြလို့ရှိရင်ရှိတဲ့အားတွေအကုန်လုံးအဲ့ထဲမှာဆုံးကျုံပြီးတော့ဝိုင်းထဲမှာအလုံးမလုံးနိုင်တာတို့ဘာလို့ရှိရဲ့ရက်ဟိုကြက်အမွေးတောင်းမစုံမဲနဲ့ကြက်အိုတွေကိုနံပါတ်1အရေးကြီးဆုံးအဓိကခွက်လည်းမပုတ်ပြပါနဲ့ပုတ်ပြင်ပယ်တော့အခါမှဆယ်ဘတ်ပုတ်လည်းမပုတ်ဘူး15ပုတ်ပုတ်လည်းမပုတ်ဘူး ဟုတ်လားအတနိုင်ဆိုခူးဆိုင်ပြီးတော့ကြက်အိုးဘဝကိုပြုတ်ပြင်းနေအောင်ကိုကိုကိုထိန်ချောင်းပြီးကိုကိုကိုသတိရှိစွာနဲ့เนาะဟိုကိုကိုကိုလေးလာစီးမှတ်တာပြီးတော့ကြက်တီကိုအတုံးချဟိုကိစ္စเนาะအခုကကြက်အိုးရာဒီရောက်လာအဲ့တော့ကြက်အိုးကိစ္စကိုပုတ်တင်မမမကြသေးဘူးဥတော်ကြီးကြက်ဒီခြုံခဲ့ပြန်ပြီเนาะကျွန်တော်ကြက်အိုးတွေတအားကောင်းပြီးတော့ခြုံခဲ့ပြန်ပြီအဲဘာဖြစ်လို့ခြုံခဲ့တော့ဆိုတော့သူကကြက်အိုးတွေကိုသူကပထမဝိုက်ခိုင်းလိုက်တယ် 不是马文开来的，还介绍。但吉欧不报警行嘛，吉欧不是马文开来的，还不要拄拄拄着也完了要了要这讲那一百岁了，啥时候都离俺们那里多交多交的？哎，给啥呗？哎，都离俺们那车里多交了行。你叫我啊，没靠谱了，我讲嘛不是嘛嘞，钱别别啥的。哎，吉我他讲啊，不他妈用开这玩意开没就行。那个没那谁，那他不比比西郊？人家前门的坐地梯出上莓嘛，别坐他巴路，我讲钱别啥的。 哎喏，路人家这说家来乌当，哦，他没在乎，模没在乎，天天没去，天天样来表达么？哎喏，我们是接乌这个话把他妈外边呢，明天谁都在这边没出家呢？哎，没有多少表呢。哎喏，我这下脑抽呢，讲这下，呃，脑都放假了，不溜皮了，乌当呢，接乌呢，接乌，那那那不来老嘛，回话干嘛？没吃着不老土，工作，到领家没得地土，俺么要务，喏，接乌这个啊，对啊。 借带来路还能嘛，没帮助做路线。困难时期，只怕多的嘛。爸妈没庇护住，困难时期多的嘛。做点老母老干干带来，都牛嘞人时候。最大一象，我抗战的抗战，这往往都被人骗去了。光富地地地地地的，俺、哎、你的最吃信骗财。借我只高我，这他妈的要借我只高我，干、这个这个、不住啊、这个，没不我屋咯，借五只可屋干不住啊。那老来老是没没赚钱屋对丢老百对的咯，我、呃、这,这,这个没人借我只高老落也没人接呢。 အဲ့တော့မင်းတို့ကြက်ဒီဟိုကြက်အိုတွေဒီလောက်ဝေးတဲ့အချိန်မှာနိုင်ဝက်သုံးနိုင်ဝက်နိုင်ဝက်ပြန်ပုတ်ပြီးမှခုတ်တယ်ဟုတ်လားကြက်အိုတကောင်ကိုလွယ်လွယ်လေးကူ၃၄၅မိနစ်ချီကျော်ဆန့်ပြီးဖွင့်မတိုက်ပါနဲ့ကြက်အိုတော်တော်ဝေးထားလို့ရှိရင်မိနစ်၃၀လောက်ကိုထိုးပြီးမှပြန်တိုက်ပါလို့အဲ့ကြမှခုတ်မှာပါလို့နော်အကြမှာခွမှာပါဟာလားမိနစ်30လောက်တော့ပြန်ပုတ်ပြီးမှခွမှာပါလို့နော်ဒီကနေ့တော့ဥတော်ဒါတတိပေးရမယ်အချိန်ရာတိရောက်လာပြီ ဲ့တော့ဥတော်ဘာတတိပေးမှလဲတဲ့အဲဥတော်တတိပေးမဲ့အရာတွေကနော်ဒီနေ့ကြက်ဥကြီးဒီနောက်ရဲ့ယာဒီမှာကြက်ဥကြီးပေါ်လာပြန်တိုက်တော့အဲ့တော့မင်းတို့ကြက်ဥတွေကိုအခုပြန်တိုက်တော့မယ်ကိုပြန်ချွတ်ချက်ပြီးတိုက်တော့မယ်ဆိုလို့ရှိရင်ကြက်ဥတွေကအခုမင်းတို့ပထမတဝိုင်းဒီမှာကြက်ဥတော့ပထမတဝိုင်းခိုင်းလိုက်ဘုရားပရမတဝိုင်းခိုင်းလိုက်တယ်ခိုင်းပြီးတော့90ဖြစ်စီ30ဖြစ်စီ မင်းတို့နောက်ကဝန်းကိုလွယ်လွတ်တူကူမထွက်နဲ့တော့တင်ချာမာတယ်နော်ကြက်အိုတွေဆရာလောက်လာမဟုတ်ဘူးမကြိုက်လို့ရှင်မကြိုက်တဲ့လူကနားမထောင်နဲ့ကြိုက်ရင်ကြိုက်တဲ့လူတွေကနားတော့ဒါကြက်သမားပေါက်စားတွေအဓိကထားယူကြိုးချင်းဖြစ်တယ်အဲ့တော့မင်းတို့ကြက်အိုတွေပထမဦးဆုံးတဝိုင်းစခိုင်းတယ်အဲ့ဒီမှာကြက်အိုတွေကပထမဦးဆုံးတဝိုင်းစခိုင်းလိုက်တယ်ခိုင်းပြီးလို့ရှင်မင်းတို့နောက်တဝိုင်းကိုလွယ်လွတ်တူကူမထွက်နဲ့လို့ဦးဆောင်ပြောတယ်နော်လွယ်လွတ်တူကူမထွက်နဲ့ဦးဆောင်ဘာလုပ်ရမလဲ အေးမင်းတို့ကောင်းလေမင်းတိတ်ဆိုင်ကြည့်ရလွယ်လွယ်တကူဖတ်သွားမယ်ဖတ်သွားလို့ခုတ်တဲ့အခေါ်ဥတော်ပြောလို့လုတ်ပြီးမှပြောပြီးပြောတဲ့အရာတိုင်းလုတ်ပြီးမှခုတ်တဲ့အခေါ်မင်းတို့တကူအမှနှစ်ခုရှင်ကြည့်လိုက်အဲ့တော့မကြက်ဟုတ်တော့ကျုံးတည်ဖြစ်စေနိုင်ကြီးဖြစ်စေပထမဦးဆုံးတဝိုင်းတော့ဒါကြက်ဦးချင်းရောက်နေလို့ပြောတာပထမဦးဆုံးတဝိုင်းကိုကျုံးတည်ဖြစ်စေနိုင်ကြီးဖြစ်စေကြက်ဝမ်းကပြန်လာလို့ရှင်ပင်မရင်၃ဘတ်လောက်ကျော် ဟုတ်လားမပင်မန်းရင်နှစ်ဖက်ကြော်ရမယ်မပင်မန်းလို့နှစ်ဖက်ကြော်ခဲ့ပဲဆိုလို့နိုင်နေမပင်မန်းဘူးနှစ်ဖက်ကြော်မဆိုဘယ်လိုကြော်ရမှာမှတ်တယ်ပထမအဦးဆုံးတစ်ဖက်ကိုကိုရက်ပတ်လေးစီးပြီဆိုရင်ပထမတစ်ဝိုင်းပြန်လာပြီရက်ပတ်လေးစီးပြီဆိုလို့ရှိရင်မင်းနဲ့အစိတ်အောက်ခံမပုတ်ခဲနဲ့အဲ့ချက်ကိုပြန်မထွက်နဲ့ရှင်းတယ်နော်ဥပမာဘုရားမင်းနဲ့အစိတ်ကြက်ဝူတော့ဝိုင်းသွားခိုင်းလိုက်တယ်ပထမအဦးဆုံးဝိုင်းကို မင်းနဲ့အစိတ်ပြန်မပုတ်ဖ ೇನೆ အဲ့ဒီချက်ကိုကြဝိုင်းတော့မခိုင်းနဲ့ဒါတမျိုးတမျိုးတော့မလို့ပြောင်းလဲသွားမှာပဲအဲ့လိုသွားခိုင်းမင်းနဲ့အစိတ်လောက်ကြောပါကြောပြီးတော့မှနောက်ထရက်ပတ်လေးစီတော့မှချီကြောလေး9မိနစ်လောက်10မိနစ်လောက်ခွတ်တဲ့ချီချီထွက်လောက်တဲ့အထိပေါ့ဆက်ပြီးမှထွက်ပါဒါမှမလို့ကြက်အိုတွေဒုရယဝိုင်းကိုကောင်းကောင်းနော်ကောင်းကောင်းမင်းတို့ခွတ်တာမြင်ရမှာပါလို့နော်ဦးတော်ပြောတဲ့အတိုင်းလေးလုပ်မယ်ဆိုရင်တော့လုပ်ကြည့်ပါမလုပ်ကြည့်ပဲနဲ့မင်းတို့ဟာရပါလေကွာ ကွာတိုက်လိုက်ပြီအဲ့ကြလို့ရှင်လဲတမျိုးပြောင်းလဲလိမ့်မယ်နော်အဲ့တော့ကျဲဦးတွေကိုမိနစ်အစိမ့်လောက်ကြောပါနောက်မှရက်ပတ်လေးစင်း9မိနစ်10မိနစ်လောက်ချီကြောဆက်ပြီးမှထွက်ပါလို့ဒါဥပဒေဒီနေ့စက္ကမပေါက်စားပြီလို့ဒါဒီနေ့အတိပေးလိုက်တဲ့ပညာလေးတစ်ခုပဲနော်